okay ဒီတစ်ခေါက်တော့ညမ်းနေတဲ့ construction site တွေမှာအသုံးပြုတဲ့ညမ်းနေတဲ့ပတ်သက်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်။အဲညမ်းနေတာနှမျိုးရှိတယ်။အပေါ်ကတစ်မျိုးက wakukumi achiba ဒီ time frame တွေနဲ့ဆက်တဲ့ညမ်းအမျိုးအစားပေါ့နော်။ time frame တွေ frame line frame line ဆက်ပြီးတော့သွားတဲ့အမျိုးအစားဒီအောက်ကအမျိုးအစားကတော့ tankan achiba tankan achiba ဆိုတာ time pipe တွေနဲ့ဆက်ပြီးတော့သွားတဲ့အမျိုးအစားအဲ့လိုနှမျိုးရှိတယ်။အဲ့တော့ဒီဒီဗီဒီယိုမှာတော့ဒီအပေါ်က wakukumi achiba နဲ့ပတ်သက်တဲ့အဲ ကိုတို့ပါရီရောရှင်းပြသွားမှာဖြစ်ပါတယ်အဲဒါဆိုရင်တက်ဆူရီတက်ဆူရီဆိုတော့ကဒီပပလေအပေါ်ဆုံးအပေါ်ဆုံးတန်းဒီလက်ကင်နဲ့လူလက်ကင်ရတဲ့တန်းတက်ဆူရီလို့ခေါ်ပါတော့အဲ့ဒါပြီးရင်တက်ဆူရီရဲ့အောက်မှာတန်းရှိတယ်အဲ့တန်းကကြတော့နာကာဆန်လို့ခေါ်တယ်နာကာဆန်သူကလည်းပပလေရှိတယ်တန်းပဲတန်းတန်းတန်းပဲနောက်အဲ့တက်ဆူရီတို့အဲ့နာကာဆန်တို့လာချိတ်တဲ့အာဒေါင်းလိုက်ရှိနေတဲ့တန်တိုင်းကိုကြတော့တက်ဆူရီပါရှိတော့တန်တိုင်း ဟာတက်စရီပါရှိတာတန်တိုင်းပေါ့နော်ဒီပါတီကတန်တိုင်းကိုခေါ်တာအဆိုရင်အောက်နေနဲ့ဆင်းမယ်ဆိုရင်ဒီမှာရှိတာကအဲနောက်ဖိုက်က Ria Henry နောက်ဖိုက် Henry ပေါ့နော်အဲ့ဒါကြတော့ Urakawa Urakawa ဆိုတာနောက်ဖိုက်နောက်ဖိုက်တက်စရီတက်စရီဆိုတာကအာလက်ကင်တန်းပေါ့လက်ကင်တန်းကိုခေါ်တာနောက်တစ်ခုကဒီမှာလေကားရှိတယ်အဲ့လေကားဒီမှာဒီမှာအနက်ရောင်လေးခြေထားရှိတယ်အဲ့ လေကားတွေဘေးကနေပြီးတော့လေကားပေါ့လေကားထဲကိုလူပြုတ်မကြအောင်ကာပေးတဲ့အားရှိတယ်အဲ့ဒါကျတော့ခိုင်တန်းခိုင်ကိုရောဒက်ဆူရီဝါကုခိုင်တန်းခိုင်ကိုအခိုင်တန်းဆိုတာကလေကားခိုင်ကိုခိုင်ကိုဆိုတာအပေါက်ကိုပြောတာလေကားအတွက်ဖောက်ထားတဲ့အပေါက်မာတုံးတဲ့ရောဆိုတော့မာတုံးတဲ့ဒက်ဆူရီဝါကုအမ်တမ်လက်ကင်လက်ရမ်းပေါ့နော်လက်ရမ်းလို့ပြောပါလက်ရမ်း frame ဝါကုဆိုတာ frame ပေါ့လက်ရမ်း frame အဲ့ဒါအောက်ကိုတော့မယ်ဆိုရင် ီမှာဒီလေဟာရှိပေါ့ stack stack ရှိတယ်။အဲကြောင့် Waku Kami Ashiba yo Kaidan ဒီ Ashiba ရတော့မြဲ Kaidan မျိုးစားလေကားမျိုးစားအဲ့ဒါပြီးရဒီညမ်းနေကိုဖောက်ကနေပြီးတော့အာမြေကြီးပေါ်မှာစပြီးတော့ဆင်းမယ်ဆိုရင်အောက်မှာအပြားလိုက်ထားပြရတယ်။အဲ့ဒီအပြားကြတော့အာ Shiki Ita လို့ခေါ်တယ်။ Shiki Ita အဲ့ဒီအပြားမပါလို့မရဘူး။အဲ့ဒီအပြားပေါ်မှာပဲစပြီးတော့ဟောညမ်းနေကိုစဆင်းမှာပေါ့နော်။ အဲ့ဒါပြီးရင်အောက်ကနေပြီးတော့အောက်ဆုံးမှာချုပ်တဲ့တန်းကြီးတဲ့ဒီဒီချုပ်တဲ့တန်းအောက်ဆုံးကညမ်းတွေကိုစပြီးအဲအနေဆုံးကနေပြီးစချုပ်မယ်ဆိုရင်အဲ့ဒါကိုကျွန်တော်နေကားရမိနေကားရမိအောက်ဆုံးကနေစပြီးချုပ်မယ်ပြီးတော့ရင်ဒီမှာ frame လိုမျိုးရှိတယ် frame လိုမျိုးရှိတယ်ကြတော့အဲ့ဒါ hardy work ဘာလို့ဒီလို frame လိုမျိုးရှိတယ်ဆိုတော့အဲ့ဒါကတချို့ site တွေပါနေဆိုရင်အဝေးရင်ထွက်တွေပိုက်တဲ့ဖောက်ဖောက်ထားတဲ့နေရာနေရာတွေဖြစ်မှာပေါ့နော်အဲ့လိုနေရာတွေဆိုရင်ဒီလိုမျိုးအအကျေကြီးလိုချင်တဲ့အတွက်ကြောင့်အဲ့မှာ frame လိုမျိုးထားပေးထားတဲ့နေရာရှိတယ်။အဲ့ဒါပြီးနောက်တစ်ခုက Jackie Kata base Jack ပုံစံမျိုး base ပေါ့နော် base plate အောက်အောက်ဆုံးကနေပြီးတော့ထားတဲ့အပြား plate အပြားပေါ့။ဒါကတော့အဲ scaffold frame ဆိုတော့ဒီညမ်းရဲ့ညမ်း frame မျိုးဆိုတော့ tartan work ဆိုအဲ့လို frame တစ်ခုချင်းတစ်ခုချင်းစီဟောဆက်ပြီးတော့တုံးသွားတယ်ဟာ။ဒါကြတော့ဒီနောက်တစ်ခုကဒါ bracing လုပ်တယ်ဟာဒီ အာ crossing ချုပ်တာပေါ့နော် open device ချုပ်ကြအဲ့ဒါကြတော့ကိုးစားစူဂျီကိုက်စူဂျီကိုက်ဆိုတာက phrasing ကိုပြောတာစူဂျီကိုက်ဆိုတာဟိုဒိုင်ယာကုန်းနဲ့တောင်းဖြတ်တောင်းဖြတ်ချုပ်ထားတဲ့တန်းတွေအာစူဂျီကိုက်လို့ခေါ်တယ်ကိုးစားဆိုတာကတော့ crossing ဖြစ်သွားပါပေါ့နော်တစ်ခုနဲ့တစ်ခုဖြတ်သွားတယ်အဲ့လိုမျိုးကိုးစားလို့ခေါ်တယ်နောက် star sen star sen ဆိုတာဒီအောင်နှားလေးကပတ်ပြီးတော့တန်းတန်းပြီးတော့ရှင်းနေတဲ့အာတန်ပိုက်ပေါ့နော် အဲ့ဒါရှိတာဆိုင်မှာပေါ့လေပြီးရင်တူဘုတ်တူဘုတ်ဆိုတာဟာဘာကီဟာဘာကီဟာဘာကီဆိုတာဒီအောက်ရှင်နင်းပြရဲ့အပေါ်လောက်မှာ particle down လိုက်ထောင်းပြီးတော့အပြလိုက်ထားပေးရတာရှိတယ်အဲ့ဒါကြတော့ဟာဘာကီတခေါ်တယ်အဲ့ဒါဆိုရင်ဒီဝါကူကူမီအာရှိဘာအမျိုးဆောင်မှာပါတယ်အဲအသုံးပြုတဲ့ဝါဟာရာဒီပိုကပ်တီတော်တော်များများတိလောက်ပြီးတော့ထင်ပါတယ်အောက်ကအမျိုးသား အားနဲ့ပတ်သက်တဲ့အားကိုကြတော့နောက်ဗီဒီယိုတစ်ခုမှပြောပြသွားမှာဖြစ်ပါတယ်